ီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့သဘောတူညီမှုရရှိရေးညှိနှိုင်းမှုတွေမအောင်မမြင်ဖြစ်ခဲ့ရင်တီဟီရန်ပေါ်ချမှတ်ထားတဲ့ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုတွေပြန်လည်ချမှတ်ရေးပြင်သစ်ကနှစ်ခါပြန်စဉ်းစားနေမှာမဟုတ်ဘူးလို့နိုင်ငံသားဝန်ကြီးကလုံခြုံရေးကောင်စီကိုပြောကြားခဲ့ပါတယ်။2025ခုနှစ်ကအီရန်နဲ့နျူကလ িয়ার သဘောတူညီမှုမှာ ပြင်သစ်ဂျာမနီနဲ့ဗြိတိန်တို့ပါဝင်ခဲ့ပြီး အော်တိုဘာလာကသက်တမ်းကုန်သွားပြီးတဲ့နောက်တီဟီရန်အပေါ်အေးအေးယူပိတ်ဆို့မှုတွေပြန်လည်လှုပ်ဆောင်မဲ့အစည်းအဝေးကိုလုံခြုံရေးကောင်စီမှပြန်စနိုင်ပါတယ်။အီရန်အနေနဲ့သဘောတူညီမှုမရယူရင်လွန်ခဲ့တဲ့10နှစ်ကရုတ်သိမ်းပေးခဲ့တဲ့အရေးယူပိတ်ဆို့မှုတွေအားလုံးကိုပြန်လည်ပြုလုပ်သွားမှာဖြစ်တယ်လို့ပြင်သစ်နိုင်ငံသားရဲ့ဝန်ကြီးရန်ໂດအယ်ဘာရော့ကပြောတာပါ 2025တဘောတူညီမှုကနှုတ်ထွက်ပြီးကိုရာအရေးယူပိတ်ဆို့မှုတွေပြန်လုပ်ထားတဲ့အမေရိကန်နဲ့အီရန်ကြားဆယ်စုနှစ်များစွာကြာလက်ခဲတဲလဲအခြေအနေကိုပြေလည်စေရေးဆွေးနွေးမှုတွေစတင်ထားပါတယ်။အီရန်နျူကလ িয়ার လက်နက်မပိုင်ဆိုင်စေရေးတဘောတူညီမှုတရက်ရရှိမယ်လို့ယုံကြည်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။တဘောတူညီမှုတစုံတရာမရရှိခဲ့ရင်ပြင်တဲ့ဗီဒိန်နဲ့ဂျာမနီတို့ကအီရန်ပေါ်အရေးယူပိတ်ဆို့မှုတွေပြန်လုပ်စေရေး ်ဩဂတ်စ်လမှာပြန်လည်ဆွေးနွေးနိုင်တယ်လို့တန်တမန်တွေကပြောကြားထားပါတယ်။ UN ဟာ UNIAN တန်းဆိုင်မှုတွေကိုတိုးမြှင့်ပြုလုပ်နေပြီးနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ကြိုးပမ်းနေတယ်လို့အနောက်တိုင်းကတန်လျာရှိနေပေမဲ့တီဟီရန်ကငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့ပြောဆိုထားပါတယ်။